န်ကြမ္မာအားလျော်စွာအချို့ပုဂ္ဂိုလ်တွေကဒီဘဝကူးတဲ့နေရာမှာအဓိကအဆုံးဖြတ်ပေးနေတာတွေကဘာလို့လဲလို့ဆိုရင်သူစရိုက်နဲ့ဒုစရိုက်ပဲရသော်ဘုရားရဲ့ဒေသနာတော်တွေတဲကိုလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒုစရိုက်လုတ်တဲ့ပုဂ္ဂိုလ်တွေကငရေတရိစ္ဆာန်ပြိတ္တာဆိုတဲ့အပေပုံဒီမှာသွားတယ် သူစလိုက်တွေကအကျိုးပေးတာလူပုံနတ်ပုံမှာအကျိုးပေးတယ်။ဟောဒုစလိုက်ကငရဲတရိစ္ဆာန်ပြိတ္တာမှာအကျိုးပေးတယ်။ဟောအလုံးသိတဲ့အတိုင်းပဲဒုစလိုက်10ပါးအဲ့ဒီဒုစလိုက်10ပါးဆိုတဲ့အထက်မှာစိတ်ထဲမှာဖြစ်တဲ့ဒုစလိုက်ကိုသိပ်ပြီးသူတွေကအတိမတ်မထားကြဘူးနော်။ ဖြန္တာရိတာဒုစရိုက်လို့ထင်တာစိတ်ထဲမှာဖြစ်တဲ့ဒုစရိုက်ကဘာလဲအဘိဇ္ဇာပြဘာဒမိစ္ဆာဒိဋ္ဌိအဘိဇ္ဇာဆိုတာသူများပိုင်တဲ့ပစ္စည်းကို ကိုယ်ပိုင်ဖြစ်ချင်တဲ့အတွေ့လောဘလောဘနဲ့တွေးတဲ့အတွေ့သူပစ္စည်းကိုယ်ပစ္စည်းလောက်ချင်တဲ့အတွေ့အဲ့ဒီတွေးယုံနဲ့ပဲဒုစရိုက်ဖြစ်သွားပြီအကုသိုလ်ဖြစ်သွားပြီကမ္မပဋ္ဌာမြောက်သွားပြီဘုရားကပြောစရာမလိုသေးဘူး ခန္ဓာကိုယ်ကလုံးလုံးထာမဟုတ်သေးဘူးကိုယ်ဒီလည်းအောင်လုံးထာမဟုတ်ဘူးဒီအတွေးလေးတွေးမိလိုက်တာနဲ့တပြိုင်တည်းအဘိဓါဆိုတာဖြစ်သွားအဲ့ဒါဒုစရိုက်ဖြစ်သွားတာဒုစရိုက်ဒီအဲ့ဒီလောဘဒီတဏ္ဍစေရနာကို ခေါ်ရတဲ့ကံမျိုးမဟုတ်ဘူးဒီလောဘကိုယ်တိုင်းကိုယ်ကအဘိဓါဆိုတဲ့လောဘကိုယ်တိုင်းကိုယ်ကကံဖြစ်သွားပြီလို့ပြောကံဖြစ်သွားရင် အကျိုးပေးတော့မှာပေါ့ဟုတ်ကဲ့လားထို့တူပဲဗျာပါဒ် ရိုးရိုးစိတ်ဆိုးတာမဟုတ်ဘူးဒီလူဒုက္ခရောက်သွားပါစေတည်သွားရင်ကောင်းပါပဲပျက်စီးသွားရင်ကောင်းပါပဲဆိုတဲ့ဒီအတွေးလေးတွေးလိုက်လို့ရှင်ဂျာဘာရဖြစ်သွားပြီအဲ့ဒီဂျာဘာရအတွေးလေးဟာကံအရာမြောက်သွားလို့သူ့ကိုမနောဒုစရအကုတလကမ္မပဋ္ဌာလို့ခေါ်တယ်ဟောအကျိုးပေးသွားပြီသူကအကျိုးပေးဖို့အခြေအနေဖြစ်သွားနောက်တစ်ခုကမိစ္ဆာဒိဋ္ဌိတွေးလိုက်တယ်ကံကံရဲ့အကျိုးဆိုတာမရှိဘူးကံတရားတွေရဲ့အကျိုးမရှိဘူးဆိုတော့ နတ္ထိကဒိဋ္ဌိကုသကံအကုသကံတို့ရဲ့အကျိုးကိုညင်းပယ်တယ်ဒီဘဝဟိုဘဝကိုညင်းပယ်တယ်အမေဖေကိုညင်းပယ်တယ်အမေဖေပေါ်မှာပြုလုပ်တဲ့ကုသကောင်းမှုကျေးဇူးပြုမှုစော်ကားမှုတွေကိုညင်းပယ်တယ်ပေပြီးပြန်ဖြစ်တယ်ဆိုတာကိုညင်းပယ်တယ်လောကကြီးကိုထူးထူးခြားခြားသိမြင်ပြီးတော့အကျဉ်းမှန်နဲ့လောကကြီးအကြောင်းကိုပြောပြနိုင်တယ်ဖျားရှိတယ်ဆိုတာကိုညင်းပယ်တယ် အဲ့ဒီညင်းပယ်တဲ့အတွေးတွေတွေးမိလိုက်တဲ့ပုဂ္ဂိုလ်ကမိစ္ဆာဒိဋ္ဌိသူ့အတွေးတွေကမိစ္ဆာဒိဋ္ဌိခေါ်တယ်အဲ့ဒါဘုသက်ကာယဒိဋ္ဌိတို့ဘာလို့လဲမဆိုင်ဘူးမနောဓုစရိုက်ထဲမှာပါတဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီညင်းပယ်တဲ့အတွေးတွေးမိလိုက်တာနဲ့တပြိုင်တည်းမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီကံအရာမြောက်သွားပြီလို့ဆိုတာဒါမနောကမနောဓုစရိုက်အပေကိုကြားစေနိုင်တယ်ငရဲမှာဖြစ်စေနိုင်တယ် တရိစ္ဆာန်ဘဝရောက်စေနိုင်တယ်ပြိတ္တာဘဝရောက်စေနိုင်တယ်ဒီအကုသိုလ်ကနော်အော်နှုတ်ကပြောတဲ့အကုသိုလ်တွေဒီတိုင်းသိတယ်မုသာဝါဒပိတုနာဝါစာဖရုဒဝါစာတမ္ပပလပအဲ့ဒါကနှုတ်ကပြောတာစိတ်ထဲကဖြစ်ုံနဲ့မကဘူးတဖန်ကိုတိလျှောက်ကြတော့ပါဏာတိပါဒအဋိဏဒါနကာမိတုမိစ္ဆာစာရာဆိုတဲ့ထူးဆိုင်ပေါင်းလိုက်တော့ဒုစရိုက်10မျိုး အဲ့ဒီဒုစရိုက်10မျိုးကိုပြုလုပ်ထားတဲ့ပုံကိုယ်တွေဟာတေဒီအခြားမဲ့မှာဘယ်ဘုံသွားရောက်ကြတော့ဆိုငရဲဘုံရောက်သွားကြတယ်တဲ့